အိန္ဒိယကကမ္ဘာဟင်းခံမွေးကြိုင်ဈေးကွက်မှာထိတ်ဆုံးနေရာကိုဘာကြောင့်ယူထားနိုင်ရတာလဲပရိသတ်များအားလုံးပဲမင်္ဂလာပါများ။ဘာမအိတ်သုံးလုံး channel ကနေပြန်လည်ကြိုဆိုလိုက်ပါရင်အိန္ဒိယကဟင်းခံမွေးကြိုင်ကြီးရဲ့မွေးရည်မြေတစ်ခုဖြစ်နှစ်ထောင်ပေါင်းများစွာတမိုင်းကြောင်ရှိပြီးတော့အမွေးကြိုင်ပြီး Land of Spice လို့လည်းတင်စားခေါ်ခံထားရပါရင်အိန္ဒိယရဲ့အမွေးကြိုင်တမိုင်းကယဉ်ကျေးမှုကုံသွေးရည်နဲ့ဘာသာရေးနဲ့နက်နက်ရှာရှာရောရှက်နေပါရင်အိန္ဒိယရဲ့မွေးကြိမ်တမိုင်းက Indus Chaiwan ယဉ်ကျေးမှု Indus Valley Civilization ကတည်းကစတင်ခဲ့တာပါ။ ရှေးဟိန္ဒူဗေဒစာပေတွေဖြစ်တဲ့ရစ်ဗေဒနဲ့အာယုဗေဒစတဲ့စာပေတွေမှာနနွင်းငရုတ်ကောင်းကျင်းစတဲ့ပစ္စည်းတွေကိုဈေးဘက်ဝင်အဖြစ်နဲ့အစားအသောက်မှာအသုံးပြုကြောင်းမှတ်တမ်းတွေ့ရပါတယ်။ BC 2000ဝန်းကျင်မှာအိန္ဒိယကငရုတ်ကောင်းနဲ့တစ်ကြိုးအထက်နှမျိုးကိုအီဂျစ်မက်ဆိုပိုတေးမီးယားနဲ့ရောမအင်ပါယာတွေစီကိုတင်ပို့ခဲ့ပြီးတော့အမွေးကြိုင်လမ်းကြောင်း Spike Road ရဲ့အထက်ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။အိန္ဒိယရဲ့ခီရလာပြည်နယ်ကငရုတ်ကောင်းလင်းညင်းပွင့်နဲ့ဂျာရီဖူးထုတ်လုပ်မှုရဲ့ဗဟိုချက်ဖြစ်ခဲ့ပြီးတော့ အရက်ကုံတွေကနေဆင်မဲ့ဥရောပကိုတင်ပို့ခဲ့ပါတယ်။ဒီမွေးချိုင်တွေကဥရောပမှာရွှေနဲ့ black gold လို့တင်စားခံရပြီးတော့ရွှေနဲ့တန်ဖိုးတူခဲ့ပါတယ်။အိန္ဒိယရဲ့အမွေးချိုင်တွေကဟင်းကိုအရသာမြင့်တင်ရုံသာမှာကပင်းနေစီးပတ်ဝင်ပစ္စည်းနဲ့ဘာသာရေးထုံးတမ်းနေမှာလည်းအရေးပါခဲ့တာပါ။ဥမာပြောရရင်တော့နနွင်းကိုအိန္ဒိယဘာသာရေးထုံးတမ်းနေမှာတန့်ရှင်းမှုအတွက်အသုံးပြုခဲ့ကြတာပါ။15ရာစုမှာဥရောပသားတွေဖြစ်တဲ့ပေါ်တူဂီ dash နဲ့ပရိတိရှာတို့ကအိန္ဒိယရဲ့အမွေးချိုင်ကုံတွေကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ။ဘတ်စကိုဒါကာမာက1948မှာအိန္ဒိယကိုပင်လယ်လန်းကျောင်းကနေတဆင့်ပဲရောက်ရှိလာခဲ့ပြီးတော့မြောက်ကောင်းကုန်သေးကိုပေါ်တူဂီလက်ထဲထိန်းချုပ်ခဲ့ပါရီ။ဒက်ချီကလည်းလင်းရင်းပွင့်တဲ့ဂျာရီဖူးကုန်သေးကိုလွှမ်းမိုးခဲ့ပြီးတော့ဗြိတိရှားတွေကတော့အမွေးချိုင်တွေကိုကဘာစည်းကွက်ထဲပုံမဖြန့်ဖြူးခဲ့ကြတာပါ။ဒီကိမှာတော့အိန္ဒိယကကဘာမွေးချိုင်ကုန်သွယ်ရေးရဲ့အချက်အချာဖြစ်ခဲ့ပြီးတော့အရီကုန်သွယ်ရေးကအိန္ဒိယရဲ့စီးပွားရေးကိုအထောက်အကူပြုခဲ့ပါတယ်။အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်အစိုးရကအမွေးချိုင်ထုတ်လုပ်မှုနဲ့တင်ပို့မှုကိုစနစ်တကျအမြင့်တင်ခဲ့ပါတယ်။ 1980ခုမှာ Spice Board of India ကိုဖွဲ့စည်းခဲ့ပြီးတော့အမွေးချိုင်ကြီးရဲ့အည်သွေးထိန်ချုံမှုဈေးကွက်မြင့်တင်မှုနဲ့သူတေသနာတွေကိုဆောင်ရွက်ခဲ့ပါတယ်။အိန္ဒိယကငရုတ်သီးနနွင်းစီရာနဲ့လင်းချင်းစုံစမုံစပါစရာတွေကိုအမွေးချိုင်ကြီးမှာကမ္ဘာဈေးကွက်ကိုလွှမ်းထားပြီးတော့2023နှစ်ဆက်လေးဘန်ဒါယီနေမှာအမွေးချိုင်တင်ပို့မှုတစ်ခုတည်းကနေပဲ American Dollar 4.46 billion ထိရရှိခဲ့တာပါ။အိန္ဒိယကကမ္ဘာအမွေးချိုင်ဈေးကွက်ရဲ့85ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်ထားပြီးထုတ်လုပ်မှုသုံးဆဲမှုနဲ့တင်ပို့မှုမှာထိစုံနေရာမှာရှိနေပါတယ်။ အိန္ဒိယမှာအပူပိုင်းဒေသ၊တမာပိုင်းဒေသနဲ့တောင်တန်းဒေသတွေလို့ရာသီဥတုအမျိုးမျိုးရှိပြီးတော့မြောစာကောင်းတဲ့ဒေသတွေကအမွေးကြိုင်85မျိုးကျော်ကိုစိုက်ပျိုးနိုင်စေပါပြီ။ခီရလာပြည်နယ်ကငရုတ်ကောင်းတဲ့လေးငင်းစုံစမုံစပါးအတွက်နာမည်ကြီးပြီးတော့ရာဂျစ်စတန်ကစီရာထုတ်လုပ်မှုမှာထိဆုံးဖြစ်ပါတယ်။အိန္ဒိယကရှေးခေတ်ကလေးကအမွေးကြိုင်ကုန်သွယ်ရေးဘိုးချက်ဖြစ်ခဲ့ပြီးတော့အာရဗ်ယောမားနဲ့တရုတ်ကုန်သွယ်ရေးနဲ့ဆက်သွယ်ခဲ့တာပေါ့။ဒီသမိုင်းကြောင်းကအိန္ဒိယကိုကမ္ဘာဈေးကွက်မှာခိုင်မာတဲ့နေရာယူစေခဲ့ပါတယ်။ လက်ရှိမှာလည်းအိန္ဒိယကအမွေးကြိုင်တွေကိုအမေရိကတရုတ် UAE နဲ့ဥရောပသမဂ္ဂနိုင်ငံတွေစီကို တင်ပို့ပါရည်အိန္ဒိယကအမွေးကြိုင်တွေကိုအစားအသောက်မှာအဓိကအသုံးပြုတဲ့နိုင်ငံ ဖြစ်ပြီးတော့ကရီဟင်းလျာတွေမဆလာဟင်းလျာတွေမှာအမွေးကြိုင်တွေကအဓိကပါဝင်ပစ္စည်းဖြစ်ပါရည်ဒီအသုံးပြုမှုကပြည်တွင်းဈေးကွက်ကိုကြီးမားစေပြီးတော့ထုတ်လုပ်မှုကိုမြင့်တင်ပေးပါရည်အိန္ဒိယရဲ့ခေတ်မီဆိုင်ပြိုးနည်းတွေ organic ထုတ်လုပ်မှုနဲ့အည်သွေးမြင့်ထုတ်ကုန်တွေကကမ္ဘာဈေးကွက်မှာရှင်မြိုင်နိုင်စွမ်းကိုတိုးမြှင့်ပေးပါရည်အိန္ဒိယကငရုတ်တီးကမ္ဘာထုတ်လုပ်မှု90%ခန့်နှုန်း ညနှင်း800ခန်းလုံးစီရာပင်စိလင်းချင်းစုံစပုံစပားနဲ့ဂျင်းပါဝင်အမွေးကြိုင်မျိုးစားများစွာထုတ်လုပ်ပေးပါရီအဲ့ဒီမျိုးစားများပြမှုကအိန္ဒိယကိုဈေးကွက်မှာအာတာချက်ဖြစ်ပေါ်စီပါရီအိန္ဒိယရဲ့အာယုဘေဒဈေးပညာမှာတော့အမွေးကြိုင်တွေကိုဈေးဘက်ဝင်ပစ္စည်းအဖြစ်အသုံးပြုတာကပြည်တွင်းနဲ့နိုင်ငံတကာဈေးကွက်မှာဝယ်လိုအားကိုတိုးမြှင့်ပေးပါရီဥပမာအပြင်တော့နနင်းကဈေးဘက်ဝင်ကုန်တက်တည်ကြောင်းကဘာဈေးကွက်မှာလူကြိုက်များပါရီအချုပ်ပြောရရင်တော့အိန္ဒိယကရာသီဥတုအမျိုးမျိုးနဲ့မျိုးစားကောင်းမှု တမိုင်းချောင်းရှီလျားရဲ့ကုံသွေးရေးကွန်ရက်ယဉ်ကျေးမှုရအရေးပါမှုအစိုးရထောက်ပံ့မှုထုတ်ကုန်မျိုးစားများပြမှုစေဘဝင်အသုံးပြုမှုတွေကြောင့်ကမ္ဘာအမွေးချိုင်ဈေးကွက်မှာထိတ်ဆုံးနေရာကိုရယူထားနိုင်ခဲ့လို့ဆိုနိုင်ကြောင်းပါဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးထူးတင်ရှိပါရမြောက်ရီမှာထပ်မံပြီးတော့ဆုံတွေ့ကြရအောင်ပါ